လာရှိုးကနေ MDA စုပ်ခွာရုံမှအခြေအနေနဲ့ပတ်သက်ပြီးတော့အကိုတည်ထားသလောက်လေးပြောပြပေးပါဦးဗျာဟုတ်။ကဲလက်ရှိတည်ထားသလောက်ကတော့သူတို့ကသူပြောရမလဲ။တရုတ်ပြည်အားနဲ့ပတ်သက်ပြီးတော့သူတို့ကစုပ်ခွာဖို့စီစဉ်ရှိရဲ။ဒါပေမဲ့ဒီကျွန်တော်တို့ရုပ်နေပြီးပြီအတွက်တော့ဒီသာကျောက်စာတန်းတွေပိုင်းနဲ့ဟိုအာမခံချက်တွေပါတွေလောက်ထားပြီးတယ်လို့တော့သတင်းတွေရတယ်ဗျ။ဒါပေမဲ့တည်တော့မတည်ကြပါဘူး။ စက်ကောင်စီဆိုတော့ရုံရဲကောင်မဟုတ်ဘူးဟုတ်ဟုတ်သူတို့အဲဟိုအပိုင်းမှာတော့ပြီးတော့ပြည်သူတွေကတော့ဒီဟိုကတော့စိုးရိမ်နေလူတွေများနေတော့ပေါ့တချို့ကစစ်ပြန်ဖြစ်မှာစိုးရိမ်ရပါတယ်တချို့ကဒီဘယ်လိုပြောမလဲကျွန်တော်တို့ဒီခုလက်ရှိနေနေတဲ့လူတွေကတော့အဲဆက်ဆက်ပြောင်းဝင်လာရင်သူတို့အမှားကြီးမှဟိုအလုံးမှာသူစိုးရိမ်နေကြတာပေါ့အဲ့လိုမျိုးအခြေအနေတော့ရှိကြတယ် မျိုးတွေကနေပြီးတော့အဲ့လိုရွှေ့ရပြောင်းအခြေအနေမျိုးတွေရောရှိနိုင်လားဗျာဒီလိုပဲမျိုးတွေမှာပဲဆက်နေနေရမှာမျိုးလားဗျာရှိလာနိုင်လားဆိုတော့ဒီတာမန်ပြည်သူတွေအနေနဲ့တော့မျိုးတွေမှာနေလို့တော့ရှိနိုင်ပါတယ်ဒီကျွန်တော်တို့ဒီအဲတခြားဒီ PDF ဆိုပါတော့အဲ့အဖွဲ့စည်းတွေဘာတွေနဲ့ပတ်သက်တဲ့လူတွေကတော့အနေများတယ်လို့တော့ထင်ရတယ်ဗျာကျွန်တော်တို့အဲ့ဒါရွှေ့ဖို့တော့ပြောထားကြတယ်အဲ့လိုအကုန်လုံးရွှေ့ခိုင်းထားတယ်ကျွန်တော် မျိုးရဲမှကြံခဲ့မဲ့ဒီတခြားတာမန်ပြည်သူတွေပေါ့လေသူတို့အတွက်ရောအဲ့လိုမျိုးစစ်သားစုဆောင်ခံမှုတို့ပါတော့ဒါမျိုးပြဿနာတွေနဲ့ရောကြုံရနိုင်ချေရှိလားဗျဟုတ်လက်ရှိလုံးလုံးစက်ကြားရတဲ့ဒင်းကတော့အဲ့အဲ့စစ်မှုတန်းကောက်ဖို့တွေပါတွေကိုတော့သူဘာမှမလုပ်ဘူးလို့တော့အဲ့တည်င်းရတယ်ဗျဒါပေမဲ့ယုံတော့မယုံရဘူးဒီမျိုးကံကြီးတွေကလည်းအဲ့သူရင်လာတော့အဲ့စစ်သားစုဆောင်ခံမှလေးလည်းအဲ့သူရင်ရတယ်ဗျမျိုးလည်းပြောင်းဝင်ပြီးတော့ဟုတ်ကဲ့ပါဟုတ် နောက်တစ်ခုကလေဒီ MND လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းအများစုကဒီတက်အခုပြန်ဆုံမဲ့နောက်ကိုမလိုက်မလိုက်ချင်ဘူးဆိုတဲ့သတင်းတွေကြားနေရတယ်ပေါ့လေအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာတွေသိထားလဲကိုပြီးတော့သူတို့ကဘာဖြစ်လို့မလိုက်ချင်ရလဲโอเคပြဒီအဲ့မှာကတော့အကြောင်းရင်းဟိုဟာသူကတော့ခွဲပြတာပေါ့တချို့ကတော့ဒီဒီဓာတ်ရှုကိုဒီတော့တတ်ယူထားရတာနဲ့ဒီလိုလက်လွတ်လိုက်ရတယ်ဆိုတဲ့အခြေအနေပေါ်မှာဒီလိုခံနိုင်နေနဲ့ဟိုဘုက MND ကိုအယုံကြည် ်နေသွားတာပေါ့ဗျအဲ့လိုမျိုးခံယူတဲ့သူတွေလည်းရှိတယ်တချို့ကြတော့ဟိုဘက်ထိမလိုက်တော့ဘဲနဲ့သူတို့ဒီမှာအလုတ်ထွက်ပြီးတော့တခြားနေရာမှာသူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးလေးပါတယ်အဲ့လိုမျိုးလှုပ်ရှားကြဖို့တည်စင်ရတဲ့လူတွေရှိတယ်အဲ့လိုမျိုးတွေကြောင်းလို့ပါအခုဒီစစ်ပွဲဆောင်ပျက်စီးဆုံးရှုံးမှုတွေတဲ့ဒီ MND ရဲ့ပြန်လည်ထူထောင်မှုအတွက်တိန်းတတောင်အသုံးပြုမယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ပေါ့လေအဲ့ဒါရောတအိမ်အောင်ဘယ်လောက်စီရလာရကြလဲပြောဥပမာဥတဦးချင်းပြောဖြစ်ပါလေဟုတ် ဟုတ်ကဲ့အဲ့ဒါတော့တို့တို့ဒီရပ်ကွက်နေမီအလိုက်ပေါ့နော်တို့တို့နေမီအဲ့ဒီအုတ်ချုပ်ရီမူးတွေကနေပြီးတော့ကျွန်တော်တို့ဟိုစစ်ဘေးတုန်းကထိခိုက်တဲ့အိမ်စည်င်းတွေကိုအရင်အားတိုက်ခောက်ထားရှိတယ်အဲ့ဒီစည်င်းတွေကိုသူတို့ကအခုအဲ့မှာအဲ့စည်င်းတင်နေတဲ့နေရာမှာသူတို့စီစစ်ပြီးတော့ပေါ့နော်အဲ့ဒီအိမ်ကိုတိုင်း90လုံးနဲ့အဲ့ထောက်ပံ့ထားတာရှိတယ်ဗျစည်င်းတင်ထားတဲ့အိမ်ပေါ့ဗျအောင် အင်တန်စုမိတ်သူစင်းနေလိုက်ကောက်နေတယ်လို့ကြားရတယ်ဗျာ MND ရရပါလေဆိုတော့အဲ့ဒါကလည်းဒီတတသက်စုဆောင်ခံရမှာအတွက်ဒီဒေသခံတွေကစိုးရိမ်နေတယ်လို့သိရတယ်ပေါ့လေအဲအဲ့ဒီအခြေအနေရောဖြစ်နေလားဗျာဟုတ်အဲ့အခြေအနေကတော့ကျွန်တော်တို့ဒါကသူကဒီနေမီမှုအရင်မှုတွေအလိုက်အဲ့ဒီတဲ့အိမ်မှာလူပဲနှစ်ယောက်ရှိတယ်ဘလို့ဘူးတွေနေရတယ်ဆိုတော့သင်းစရာတော့ကောက်တယ်ဗျကျွန်တော်တို့အရင်လိုဟိုတကောင်သင်းကောက်တော့ ဲ့လိုအစိအစင်ဘယ်လိုပြောမလဲအဲ့လိုကောက်သံဆင်းကောက်ဆိုလိုအဲ့လိုမျိုးပေါ့ကျွန်တော်တို့လူကြီးသယင်းပညာကောက်တာတော့ရှိရဒါပေမဲ့စစ်သားစုဆောင်မှုတော့ကောလာဟာလာလို့ပဲကျွန်တော်ထင်ပါတယ်အဲ့လိုတော့ဟိုဟာဖြစ်ဖို့မရှိပါဘူးကြောက်ဒီအရင်ကလေစစ်ကောင်စီလက်ထပ်အုပ်ချုပ်ခဲ့တဲ့အချိန်တွင် MND လက်ထပ်မှာဒီအခုအုပ်ချုပ်သွားတဲ့ကာလအတွင်းမှာပေါ့လေဘာရီကကွာချားသွားတာရှိတယ်ဟုတ်အဲ့ဒါလေးပြောပြပေးပါဦးခင်ဗျာကွာချားတော့တာကတော့ကျွန်တော်တို့ဒီဘုကန်အုပ်ချုပ်တဲ့ဒီကမှာကတော့ ီးရင်စစ်ကောင်စီတပ်ဆိုင်တော့အဲပို့ပြီးတော့အနေကင်းကင်းနဲ့လွတ်လွတ်လပ်လပ်သွားလာနေထိုင်လို့အဆင်ပြေတယ်ပေါ့ဗျအဲဒါပေမဲ့ဟိုသူတို့ဆိုးတဲ့တက်ကတော့ဒီလောင်စာဝိုင်းနေဟိုပေါ်လာတာလေအဲ့ဒါအဲ့အချက်ကတော့အဲ့ဒီဘုကက်နေအုပ်ချုပ်တဲ့အချိန်မှာသူ့ရောပေါ့အဲ့ဒါကြီးကတော့ဟောဖြစ်ပါတယ်လောင်စာဝိုင်းနေရောတော်တော်ကြီးမျိုးထဲမှာအဲ့လိုခြေခြေပြင်းပြင်းနဲ့ရှိနေရမျိုးလားဘုဟော ။အော်ကြေကြေပြင်းပြင်းလေးရှိနေတာလားအရင်ကတော့ရှိရဗျအခုကတော့သူတို့တင်းတီးဟိုဟာထွက်လာတော့ပြန်ဖုံးပြအနေနဲ့တချို့ဒက်ကွက်ဂျူချားလေးတွေမှာပဲရှိတော့တယ်ဟိုမျိုးပေါ်မှာတော့ဘလို့ကြီးအခုတော့ပေါ်တင်ရေးမရှိတော့ပါဘူး။အခုစစ်ဆောင်စီပြန်လာမယ်ဆိုတော့လေကိုအုတ်ချုပ်ကြီးကဘလို့ပုံစံမျိုးပြောင်းလဲသွားမယ်လို့သိထားရတယ်ဗျ။အခုလောလောဆယ်ကြားရတာကတော့ကျွန်တော်တို့ဒီပုတ်ကန်အုတ်ချုပ်ရေးပိုင်းကဒီလေဒီမှာနေခဲ့ပြီးတော့အဲစက်ကောင်ဒီဘက်ကအုတ်ချုပ်ရေးပိုင်းနေရာလေဒီကိုဝင်လာမယ်အဲ့လို နှစ်ဖွဲ့ပေါင်းပြီးအုပ်ချုပ်မလို့လို့အဲ့လိုအဲ့လိုတော့ကြားတယ်ဟုတ်ဟုတ်အဲ့ရော်လေဒီနှစ်ဖွဲ့ပေါင်းအုပ်ချုပ်မယ်ဆိုရင်အခြေအနေကိုနည်းနည်းအသေးစိတ်ရှင်းပြလို့ရတာဟုတ်ဟုတ်ပုံပြီးတိထားရမယ်ရှိလားအဲ့လိုအသေးစိတ်ကကျွန်တော်တို့ဟိုဟာအဲ့လောက်ပဲကျွန်တော်တို့လည်းတိထားတာဗျာဟိုဟာတွေကလည်းသူတို့ကတိထားရှင်းရှင်းလေးလေးမပြောထားဘူးကြောင်လက်ရှိဒီလာရှုဒေတာခံပြီးသူတွေရဲ့ဒီစာဝင်နေအခြေအနေရောဘယ်လိုဘယ်လိုရှိနေလဲဗျာဟုတ်စာဝင်နေအခြေအနေတွေကတော့ အာစင်ကြီးတယ်လို့ပဲပြောရမှာကျွန်တော်တို့ပုံမှန်မှာပဲကျွန်တော်တို့အရင်အတိုင်းမှာပဲဒီလိုပဲသွားလာရှာဖွေလောက်သာတို့စင်ကြီးပါပဲဟုတ်အခုလိုလားရှုကိုစစ်ကောင်စီကစစ်ကောင်စီလက်ထဲကို MND ရဲ့ပြန်အပ်တော့မယ်ဆိုရင်အချိန်နည်းနဲ့ပတ်သက်ပြီးတော့ဟိုအခုတို့ဘယ်လိုခံစားရလဲပေါ့လေဟုတ်ခံစားရတာကတော့ကံမျောရရဲ့ကျင်းလာရဲ့ခံပြင်းလာရဲ့ပေါ့ဗျာ။ဒီမြို့ကြီးကိုဒီတော့ခက်ခက်ခဲခဲခုရဲပေါ်တွေ ဒီဘက်ကတော်လိုင်းရဲဘော်တွေစဆုံးရသွားနေတိုက်ရတဲ့မြို့ကြီးလုံးတွေကိုပြန်ပေးတယ်ပြီးတော့ကျွန်တော်တို့အဲ့တော့စဆုံးသွားတဲ့လူတွေကိုလည်းအားနာတယ်ဒီမြို့ကြီးကိုလည်းနှမျောတယ်အဲ့လိုတော့ဒါလည်းဖြစ်ပြီးရပေါ့ဗျာအဲ့လိုဒါပေမဲ့မတတ်နိုင်တဲ့အခြေအနေဆိုတော့ကျွန်တော်တို့လည်းဘာမှတော့ဟိုဟာတော့ပိုင်ကူမရှိဘူးပေါ့ဟုတ်